ဟိဝီယံနဲ့စူးပြည့်တစဉ်ညားနိုင်သလားဟိဝီယံနဲ့စူးပြည့်အစဉ်ကတော့လအတော်ကြာသူတို့ဟာရွှေဆိုင်ကြောညာတခြားတော့အခမ်းအနားတွေမှာ MTV မှာပါတရုပ်ဆောင်ခဲ့ကြတာတွေပြိတ္တများမြင်ခဲ့ကြပြီဖြစ်ပါမယ်ဒီရပ်ပိုင်းမှာလဲဟိဝီယံရဲ့ဖားခင်ဖြစ်သူက သဘောတူပါတယ်ဆိုပြီးတော့အင်တာဗျူးတစ်ခုမှာဖြေချခဲ့တော့လည်းတွေ့ပြန်ရမှာဖြစ်ပါတယ်ဒီလိုဖြေချလိုက်တဲ့ချိန်မှာဘိန်းဝင်ရံနဲ့စူးပြည့်တစဉ်အကြောင်းကိုစိတ်ဝင်စားတဲ့ပြိသက်ချို့ကဘာကိုတွားပြီးတော့တတိယမိလဲဆိုတော့ဘိန်းဝင်ရံနဲ့ဝိုင်းစုခိုင်သိန်းတို့ခိုးပြေးကြတော့ကပြက်နာဖြစ်ကြတဲ့အချိန်မှာဟင်းဝင်ရံလုံးဝထွက်ပေါ်လာခြင်းမရှိတော့ပဲဟင်းဝင်ရံဖခင်ဖြစ်သူတားလည်း စကားပြောဆိုကြတဲ့အပြန်လန်ပြောဆိုထားတဲ့ဖုန်းပြောတဲ့ record လေးကိုတချို့တတိယမိချက်ကြပါလေဒီနောက်ပိုင်းမှာတော့အင်းဝင်ရဲ့ဖခင်ဦးဝင်းကလည်းသူဟာဝိုင်းစုခိုင်သိမ်းတဲ့တဘောသူကိုစင်တန်ခွဲခြားတာမျိုးမဟုတ်ပဲကာယကံရှင်ကတဘောမတူရတာဂျားဝင်ဖြည့်ရှင်းပြရတာဖြစ်တယ်လို့လည်းပြောခဲ့ပါလေအဖြစ်ပြမျိုးအနေနဲ့ခိုးပြေးခဲ့ကြပြီးမှ လက်ထက်ခဲ့ခြင်းမရှိရမညာခဲ့ကြတဲ့ခင်ဝင့်ဝါနဲ့တခြားပြုဆောင်တခုဖြစ်တဲ့ဝုံမုံရွှေရီတို့လည်းရှိခဲ့ဘူးတော့တတိယမိကြမှာဖြစ်ပါတယ်ဒီအဖြစ်ပြက်တွေကိုကြည့်ရလို့ရှိရင်ကာယကံရှင်နှစ်ဦးသာလည်းအဓိကဆုံးဖြတ်ချက်ဖြစ်ပါတယ်နှစ်ဦးသဘောတူလက်ထက်တဲ့ဆိုပေမဲ့လည်းနှစ်ဦးတည်းနေလို့ရတာမျိုးပဲ တစ်ဖက်နဲ့အပေါင်းအသင်းဆွေမျိုးအတိုင်းဝဲများပါပေါင်းစည်းရမှာဖြစ်ပါတယ်ဆိုရှယ်ကလူမှုရေးသိပ္ပံကျွမ်းကျင်ပြီးပညာရှင်တယောက်ရဲ့အဆူအရတော့လူတယောက်ရဲ့အကြောင်းကိုသိချင်လို့ချင်းခရီးအတူထွက်ကြည့်ပါစသဖြင့်ကြောဆူတဲ့ဟာကိုလေရေဘူးရအခြေခံကြတဲ့အချက်တစ်ချက်အနေနဲ့လဲထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်ကျန်တာကတော့ချက်ကားတွေးကြည့်ရင်လည်း တည်နိုင်ကြပါဖြစ်ပါတယ်။ဟင်းဝေးရတော့ယခုလပိုင်းတော်ကြာမှသာစိုးပြေတစင်နဲ့လူတိရှင်ကြပုံစံစိတ်ဝင်စားစရာဖြစ်လာခဲ့ပေမဲ့ဝိုင်းစုခိုင်သိန်းကတော့ဟင်းဝေးရနဲ့တွဲပြီး꿰ပြီးနောက်ပိုင်းမှာအောင်လာအစူတော်နဲ့လက်မထက်ခင်လက်ထက်ပြီးနောက်ပိုင်းမှာလဲအခြားတော့အမျိုးသားများနဲ့ကာရိုကြီး KTV ဆိုင်မှာတောင်းပန်လိုက်ဆိုပြီးတော့စကားတစ်ခုကလည်းပြည်သက်ကြာမှာတတိပြုမိခဲ့ပါတယ်။ယခုချိန်မှာတော့ဒီတောင်းပန်လိုက်ဆိုတဲ့အဖြစ်အပျက်က အမျိုးသားနဲ့တွဲနေတာမဟုတ်ပဲတခြားနောက်ပြောက်ဖြစ်နေတာကိုလည်းပြောကြတာရှိပါတယ်။ဝိုင်းစုခိုင်သိန်းနဲ့အစိုးရအောင်လာသူကွဲသွားပြီးတဲ့နောက်မှာအပြန်အလှန်ပြောဆိုကြရမှာဝိုင်းစုခိုင်သိန်းကလည်းအောင်လာကိုများစွာ ထောက်ပံ့ပေးရတဲ့အကြောင်း ထောက်ပံ့ရမှာသူတယောက်တည်းမဟုတ်ပဲသူနဲ့နီးစပ်ရသူများကပါဝင် ထောက်ပံ့ပေးရကြောင်းပြောခဲ့တယ်လို့အဆိုတော်အောင်လဖဲ့ကလည်းသူဟာကိစ္စတခုကြောင့်အင်းစိန်တော်ရရောက်ပြီး6လမပြည့်ခင်ပါပဲဝိုင်းစုခိုင်တဲ့ရတခြားတော့ယောက်ျားအမျိုးသားမိတ်ဆွေနဲ့တွဲခုံနေတယ်လို့လည်းပြောကြားခဲ့တာရှိပါတယ်ဒီဖြစ်ပျက်တွေဖြစ်နေစဉ်မှာဝိုင်းစုခိုင်သိန်းကိုချစ်ခင်သူများကတော့အောင်လာဟာ ပုံမှန်တဲ့လူ ဝိုင်းစုခေါင်းတွေဟာတိုက်ပိုင်းဆိုင်ရာနဲ့ပတ်သက်သူဖြစ်တဲ့အတွက်ကြောင့်ချစ်ခင်သူများတဲ့အမျိုးသားမိတ်ဆွေတွေများစုဖွဲ့ပြီးပြောဆိုတုံ့ပြန်ခဲ့ကြတာလည်းရှိပါတယ်။စိုးပြည့်တစဉ်ကို ကြည့်မယ်ဆိုလို့ရှိရင်သူဟာမြမလို့ရှင်လောကမှာအကယ်ဒမီရရတဲ့စိုးမြတ်သူစားစိုးမြတ်နန္ဒာရုနဲ့ညီမဝန်ခွဲတော် သူကိုယ်တိုင်လည်းအကယ်ဒမီနှစ်ကျင်ရရှိထားပြီးဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။အခြားတော့အကယ်ဒမီရမင်းဒမီတွေ့လိုမျိုးနာမည်ထွက်တာမျိုးနိုင်ငံခြားမှာတွားပြီးတော့အခြားတော့မျိုးသားမိတ်ဆွေတွေနဲ့တွေ့တဲ့တတင်းမျိုးတက်တဲ့ကြားတာမျိုးလုံးဝမရှိတာကိုသတိထားမိကြမှာဖြစ်ပါလေ။သောပြည့်စဉ်ဟာအနေထိုင်ဤတော်တွေ့ရသလို့ တကြံပွဲတစ်ခုမှာတချင်းဆိုနေတဲ့အချိန်မှာကားပေါ်စီးလာတဲ့ပရိသတ်တူကသူ့ကို body spray လိုမျိုးနဲ့ဖြန်းတာကိုလည်းတုံ့ပြန်မှု ပုံမှန် AACC တုံ့ပြန်ခဲ့တာကိုလည်းတတိသာမီတဲ့ပရိသတ်များရှိခဲ့ပါတယ်။စိတ်လွတ်လပ်စွာတရုတ်ဆိုင်တက်တဲ့ရာဇာနေဝင်ရလေသူ့ရဲ့အမျိုးတော်တဲ့အင်ဒရာကျော်စင်တို့ကလည်းပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုတတ်တယ်လို့ စိုးပြစ်တစဉ်ကိုလည်းဟာ तू อ่ะနှခမ်းမွေးလေးနဲ့กว่าဆိုပြီးတော့ပါညာဆိုပြီးတော့အကောင်ဖက်က ပြောစုခဲ့တာများလည်းရှိကြပါလေဟိဝင်ရဲ့ဖခင်ဟာအခြားသောရုပ်ရှင်မင်းသားရဲ့ဖခင်လူမျိုးနဲ့မတူတာတစ်ချက်ရှိပါတယ်သူကိုယ်တိုင်မန်ထက်ချီဆိုတဲ့ရုပ်ရှင်ဗီဒီယိုထုတ်လို့ရေးကိုထောင်ထောင်သားသူဖြစ်တဲ့အတွက်ကြောင့်ရုပ်ရှင်မင်းသမီးတွေဘလူးဆက်ဆံရေးရှိတဲ့ ဘလူသွားလာနေထိုင်တယ်ဘသူကဘလူလဲဆိုတာတခြားတော့ထုတ်လို့ရေးလောက်တဲ့လူကြီးပဲသိပါတယ်အင်းဝင်ရဲ့ဖခင်ဦးဝင်းကတော့အင်တာဗျူးတစ်ခုမှာလူကြီးတယောက်အနေနဲ့သူတို့အချင်းချင်းအစဉ်ပြေဖို့ဟာပဲဆိုပြောတယ်ဆိုပေမဲ့လည်းစိုးပြေတစင်ရဲ့နေထိုင်အေးဆေးမှုသွားလာလှုပ်ရှားတာလက်ခံနိုင်စရာရှိတဲ့အကြောင်းတွေရှိတဲ့အတွက်ကြောင့်ဒီစကားပြောတာမျိုးလည်း ိန်းဝေရန်နဲ့စိုးပြစ်သစင်တို့နဲ့အနီနီးဆက်တွေ့အမီမဖော်လို့သူတယောက်သူနဲ့နီးဆက်တဲ့မိဆွေများကိုပြောဆိုနေတာရှိပါတယ်အဲ့လိုအင်တာဗျူးမှာသူတို့ချင်းချင်းတဘောတူဖို့ပါပဲလို့ပြောတဲ့အင်တာဗျူးနောက်ပိုင်းမှာသူတို့နဲ့တီကျွမ်းတဲ့တယောက်ဆောင်များအတူတွဲတယောက်ဆောင်ဘူးတဲ့သူများကတဘောတူကြတယ်လို့ သူတို့နှစ်ယောက်လက်သွဲဖို့ကလည်းဖြစ်နိုင်ချေများတယ်လို့ပြောဆိုနေကြတာရှိပါတယ်။ဒီအတွက်ကြောင့်ချစ်ပရိသတ်ကြီးအနေနဲ့ရောသူတို့နှစ်ယောက်ဟာရွှေလက်သွဲနိုင်မလားဘလို့များဖြစ်နိုင်မလဲရှင်ပြက်သွဲဖို့ရာခိုင်နှုန်းဘလောက်များရှိနိုင်မလဲဆိုတော့ကြွေးမိပြီးပါအောင်ခင်ဗျာ။ဟင်းဝင်ရတော့စိုးပြေတစဉ်ကို အမြဲတမ်းပျော်ရွှင်နေပြီးပါလို့ပြောနေတယ်လို့မျိုးချစ်ပရိသတ်ကြီးများကသူတို့နှုတ်ဟာ promotion ပွဲတွေမှာအတူတူ ွဲဖက်နေတုန်းကအထူးပျော်ရွှင်နေကြတာကိုတော့တွေ့ကြပြီးဖြစ်မှာပဲ။